နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ကွန်ဂိုနိုင်ငံရဲ့မြို့တော်ကင်ရှာဆာမှာမိုးသေးထန်စွာရွာသွန်းနေမှုကနေရုတ်တရက်ရေကြီးမှုတွေကြုံတွေ့ပြီးလူပေါင်း30ကျော်သေဆုံးခဲ့တယ်လို့ဧပြီလ10ရက်နေ့မှာနိုင်ငံတကာသတင်းတွေကဖော်ပြကြပါတယ်မြို့တော်ကင်ရှာဆာမှာပြီးခဲ့တဲ့အပတ်ကွန်ဂါဆာပြီးမိုးသေးသေးထန်ထန်ရွာသွန်းမှုတွေစတင်ခဲ့တာဖြစ်ပြီးလူနေရပ်ကွက်တွေအထက်ရုတ်တရက်ရေလွန်မှုသွားတာဖြစ်တယ်လို့သိရပါတယ်ဒေသခံတွေဟာရေကူးပြီး တချို့ကလည်းလှေတွေလက်လုတ်ဖောင်းတွေကိုလှော်ခတ်ပြီးဘေးလွတ်ရာတွေကိုရွှေ့ပြောင်းခဲ့ကြရတယ်လို့ဆိုပါတယ်လူဦးရေ18တန်းလောက်ရှိတဲ့မြို့ကိုဖျက်ဆီးစီးဆင်းနေတဲ့ဂျီလီမြစ်ရဲ့မြေကမ်းပါအထိရေတွေရှမ်းတက်လာခဲ့တာကြောင့်အမျိုးသားကားလမ်းမကြီးပိတ်ဆို့သွားခဲ့ရပြီးတော့ရင်းတွေပိတ်ဆို့နေခဲ့တယ်လို့သိရပါတယ် အစိုးရက KCA လုပ်ငန်းတွေအချိန်အဟုန်မြင့်လှုပ်ဆောင်ဖို့ညွှန်ကြားထားပြီးလက်ရှိအချိန်အထိတော့ရည်ကြီးမှုတွေကြောင့်အသေးအပြောက်33ရောက်ထိရှိလာနေပြီလို့သိရပါဗျ။ကွန်ဂိုမှာနှစ်စဉ်ရည်ကြီးမှုတွေကျုံရလေးရှိပေမဲ့လက်ရှိကာလမှာတော့ကွန်ဂိုမြစ်ရည်ဟာစေစုနှစ်6ခုကျော်ကြာကာလအတွင်းအမြင့်ဆုံးအဆင့်အထိရောက်ရှိနေတယ်လို့သိရပါဗျ။